မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ Cashia ရဲ့ Drawing Camp ပါရက်တရအတွေ့ပုံစွဲလေ့ကျင့်တဲ့အဆီဇန်တစ်ခုပေါ့ဟုတ်ကဲ့ခင်ဗျာဒီအချက်လက်တွေကတော့တို့ရဲ့အမ် mix ဆက်စာမျက်နှာတွေကနေယူထားတာပါဟုတ်ပါတယ်ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့လေဒီ Drawing Camp ဆိုတာကဘာတွေပေးလဲအဲဘလိုလူတွေတို့ကပိုအတုံးဝင်မလဲပြီးတော့အထုသဖြင့်ပေါ့နော်ဟိုဇလန်းပြောဖို့ကာတွန်းဆွဲဖို့အတွက်စတိုင်ကြတဲ့ဇက်ကောင်တွေကိုဘလိုဘလိုချင်းကက် သင်သေးတယ်လဲဆိုတော့နားလည်ဖို့ပါပဲကောင်းပါတယ်စလိုက်ကြရအောင်ကဲအရင်ဆုံး drawing camp ဆိုတာဘာလဲအဲအဲ့ဒါလေးအရင်ကြည့်ကြရအောင်နော်သူတို့ပြောထားတာကရက်တရကြာမယ်ဖွဲ့ကြီးတိဆော့ပုံကြက်ကြက်လို့ရမယ်လေ့ကျင့်ရေးအစီအစဉ်တစ်ခုဟုတ်ကဲ့ဒီနေ့ကိုအချိန်အားဖြင့်မိနစ်20နဲ့30နဲ့လောက်အဲ့လောက်ပဲပေးဖို့လိုတယ်လို့ဆိုတယ်ဟုတ်ကဲ့အဓိကသူတို့အာယုံစိုက်ထားတာကဟိုဇလန်းပြောပြဖို့ရဲ့ကားတုံးတွေမှာသုံးတဲ့စတိုင်ကြက်ကြက်ဇက်ကောင်ဒီဇိုင်းပုံစံမျိုးပါ ။အိုးဟုတ်ကဲ့။အထဲမှာတော့မင်္ဂန်းစာတရားကြော်ပါတယ်။ပြီးတော့အစင်စင်လေ့ကျင့်ခန်းလေးလိုက်ဆွဲလို့ရမယ့် assignment လေးတွေပါတယ်ပေါ့။ဒီနေ့မိနစ်20 30ဆိုတော့လေအချိန်သိမ့်ပေးနိုင်တဲ့တူတွေအလုံးများတဲ့တူတွေအတွက်တော့စိတ်ဝင်စားစရာပဲနော်။ဒါဆိုရင်အဲဘလို့လူမျိုးတွေကိုအဓိကရည်ရွယ်ထားတာလဲ။ तू target audience ကဘယ်သူတွေဖြစ်မလဲ။အဓိကကတော့လေအချင်းကပုံဆွဲတာဝါဒနာပါတယ်။ဒါပေမဲ့အချောင်းတစ်ခုခုကြောင့်အဲရက်သွားတယ်အဆက်ပြတ်သွားတယ်တူတွေ။ဟွန်း ။ဒါမှမဟုတ်ပုံပြန်ဆွဲချင်စေကတော့အပြင်းအပြင်းရှိနေတယ်။ဒါပေမဲ့ဖေကစမှဟိုဘလို့လဘမှမတူဘူးဖြစ်နေတဲ့သူတွေပေါ့။ဟုတ်ကဲ့။နောက်တစ်မျိုးကကူးဆွဲတာတော့ကောင်းတယ်။ reference ရှိပြီးကူးဆွဲတာကောင်းပေမဲ့ကူးစိတ်ကူးတာနဲ့ဒါမှမဟုတ်ကိုယ့်ပုံရံနဲ့ဆွဲပါဆိုရင်အခက်အခဲရှိနေတဲ့သူတွေ။အာဟုတ်။ပြီးတော့ဟိုဟာလေ YouTube မှာ tutorial တွေသင်ခန်းစာတွေအများကြီးပဲထိုင်ကြည့်တယ်။ဒါပေမဲ့လက်တွေ့မှာတော့အာတိတ်မလုပ်ဖြစ်ဘူး။ အဲ့ဒီလူတွေကိုလည်းအဓိကပြစ်မှတ်ထားပုံရပါတယ်။ဆိုတော့အခြေခံလုံးဝမရှိတဲ့ beginner အစ်စ်ထက်စာရင်တခါတည်းစွဲဖူးတယ်အဆက်ပြတ်သွားတယ်ပြန်စခြင်းတယ်ဒါမှမဟုတ်ကိုပိုင်စတန်ရှာခြင်းတဲ့သူတွေအတွက်ပိုပြီးတော့အဆင်ပြေနိုင်မဲ့သဘောမျိုးပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အတိအကျဆိုရင်တော့လက်တွေ့ဆန်းဆန်းပုံတူးဆွဲတာမျိုးအဲ့ဒါမျိုးထက်ကိုပိုင်ဟာနဲ့ကိုပိုင်စတိုင်နဲ့ဇက်ကောင်လေးတွေဖန်တီးခြင်းနဲ့ကိုအနုပင်ရနဲ့ကိုဇလဲလေးလေးပြိုးပြခြင်းနဲ့ဆိုတဲ့သူတွေကိုအတိအကျဆွဲဆောင်ထားတာမျိုးတွေ့ရတယ်ခင်ဗျာ อืมဒီတနောင်းကိုပြင်ဆင်ခဲ့တဲ့ Kish တနောင်းပို့ချသူရဲ့နောက်ခံဇက်ကြောင်းကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ဆိုတယ်။သူ့ကိုယ်တိုင်ကအစပိုင်းမှာတော်တော်ယုံကန်ခဲ့ရတယ်ဆိုတော့လေအဲ့ဒီအတွေ့အကြုံကဒီတနောင်းကိုဘလို့မျိုးပုံသွင်းချယ်လဲဆိုတာလေးပြောပြပါဦး။အဲ့ဒါကတကယ်အဓိက point ပဲဗျ။သူကလေအစပိုင်းက YouTube တွေကြည့် online course တွေဝယ်တဲ့ပြီးတော့ပိုဆွဲများများဆွဲရင်တော်တော့မှာပဲဆိုတဲ့အတွေ့နဲ့စူးစမ်းခဲ့တာ။ လူတိုင်းလိုလိုတွေးမိတဲ့အချက်ပဲเนาะဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ထင်တယ်လို့တိုးတဲ့မလာခဲ့ဘူးပေါ့เนาะအဲ့ဒီမှာတူပြန်ရှာတွေ့သွားလာကတစ်ချက်ပုံဆွဲလာကိုပျော်စရာဖြစ်အောင်ပြန်လို့ဖို့လိုတယ်ဟုတ်ကဲ့နောက်တစ်ခုကဟိုကြားပန်းတငင်းစာတွေလိုက်လို့နေမဲ့အစားအခြေခံတွေကိုတိတိကျကျစနစ်တကျပြန်သိမ်းဖို့လိုတယ်ဆိုတာကိုသိသွားတယ်ပြီးတော့အရေးကြီးဆုံးအချက်ကဒါကတကယ် mindset shift ပါเนาะ ပုံဆွဲခြင်းဆိုတာမွေးရပါပါရမီတစ်ခုမဟုတ်ဘူးဘသူမဆိုတင်ယူလို့ရတဲ့ join ခြင်းမှု skill တစ်ခုဆိုတဲ့အတွေးခေါ်ကိုပြောင်းလဲပြီးလက်ခံလိုက်တာပဲအော်အဲ့ဒီအတွေးအခေါ်အပြောင်းလဲကတို့လိုအရေးကြီးပုံရရတယ်အဲ့ဒီ thinking ကြောင့်ပဲဒီလိုရက်တရာ challenge ပုံစံမျိုးဖန်တီးဖြစ်သွားတဲ့သဘောပေါ့ဟုတ်ပါတယ်အဲ့ဒီလိုအတွေးခေါ်နဲ့ချင်းကန်မှုပုံစံ ပြောင်းလိုက်တာကသူရဲ့ကိုယ်ပိုင်အမှုပညာကိုတိတိတသားတိုးတက်ပြောင်းလဲသွားစေခဲ့တယ်လို့သူကိုယ်တိုင်ပြောထားတယ်အဲ့ဒီအတွေးအကြုံကပဲ ဒီ drawing ကမြေအခြေခံ philosophy ဖြစ်လာပုံရပါတယ်။ဒါဆိုရင်သူ့ရဲ့အဲ့ဒီယုံစီချက်တွေအတွေ့အကြုံတွေကဒီတင်နန်းရဲ့ဖွဲ့စည်းပုံထဲမှာ structure တွေမှာဘယ်လိုမျိုးထင်ခတ်နေလဲ။တင်ရိုးကိုဘယ်လိုဆွဲထားလဲ။တွေ့ရပါတယ်ခင်ဗျာ။တင်နန်းကိုအဓိကအစင်ကြီး၃စင်ခွဲထားတယ်။အခြေခံများ fundamentals ဇာတ်ကောင် design character design ပြီးတော့တွေ့ရဖို့ပုံနဲ့ style illustration and style ဆိုပြီးတော့ပါ။ဟုတ်ကဲ့။အဲ့ဒါတွေကိုမှအခန်းစလေခန့်ဖြံခွဲပြီးရက်တရအတွင်းမှာဖြန့်ကျက်တင်ကြပြီးတော့ အထင်မှပါတဲ့အကြောင်းအရာတွေကတော့ပုံတန်ရှုထောက် form one perspective အလင်းအမောင်း light and shadow ကောင်းဆွဲနီးခနာကိုအချိုးစားနော် PC design ပုံဝင်ခြင်း design အရေးကြီးတာကစိတ်ကူးနဲ့ဆွဲခြင်း drawing from imagination ပြီးတော့ကိုပိုင် style ဘလို့ရှာမလဲဆိုတာတွေပေါ့อืมအကြောင်းအရာတွေကတော့စုံလင်သားပဲဟုတ်တယ်နေ့စဉ်ပုံမှန်လုပ်ရမယ့်ပုံစံကတော့ minute 20လောက်သင်ယူမယ် land ပြီးရင် minute 20လောက် land ညွန့်ကြအတိုင်းလေ့ကျင့်ခံလုပ်မယ် guided practice တာပါပဲအချင်းပိုရရင်တော့ तू ကနေ့စဉ်ပုံဆွဲခြင်း daily sketch ဆိုပြီးအဖို့စုအနေနဲ့လုပ်ဖို့အားပေးထားတယ်ဖွဲ့စည်းပုံကတော်တော်လေးရှင်းလင်းတယ်ပြီးတော့တနည်းအားလုံးရမယ်ပမာဏကလည်းတင်မရတော့ပုံမှန်လေးလှုပ်ထောက်ဖို့လို့အားပေးတဲ့ပုံစံမျိုးပဲနော်ကဲတကယ်လက်တွေ့ကြတဲ့အပိုင်းတွေဥပမာလိုအပ်တဲ့ PC တို့အထောက်အပံ့တို့ဘာတို့ရောဘီလိုရှိမလဲအချင်းကတော့ခုနပြောပြီးသားပေါ့ဒီနေ့မိနစ်20 30ဆိုတော့အလုံးများတဲ့သူတွေတက်ရေးရထားတာတည်တာလေပစ္စည်းကြီးရအနေနဲ့ကတင်တန်းရဲ80ရာခိုင်နှုန်းလောက်ကို ရိုးရိုးခဲတံစက်ကူတုံးပြီးတော့တမားယူချနီလန်အနေနဲ့ပဲလုပ်လို့ရတယ်လို့ဆိုတယ်။ဥဒါပေမဲ့ဟိုတရုတ်ဖော်ပုံ illustration အပိုင်းညချရတော့ digital pc ဥပမာ drawing tablet လိုမျိုးရှိရင်တော့ပိုအဆင်ပြေမယ်လို့အကြံပြုထားတယ်။ဟုတ်ကဲ့။တခုရှိတယ်ကဒါကကိုယ့်အချိန်နဲ့ကိုယ်လေ့လာရမယ် soft pace အစီအစဉ်မျိုးပေါ့။ဆိုတော့တူးချင်းကို feedback ပေးတာမျိုး critique လုပ်တာမျိုးတော့မပါဘူး။အဓိကကအစီအစဉ်အတိုင်းစနစ်တကျလိုက်လုပ်သွားဖို့ကိုပဲအားပေးထားတယ်။ အသုံးပြုခွင့်ကတော့တတိတသုံးလို့ရတဲ့ lifetime accessory ချက်စရာလေးရှိတယ်လို့သိရပါတယ်။တူချင်း feedback မပါပေမဲ့အစီအစဉ်ကိုတိတိကျကျလိုက်လို့ဖို့အလေးချင်းဖြစ်သွားဖို့ကိုအဓိကအားပေးထားတဲ့သဘောပေါ့။အတိအကျပါပဲ။တကယ်တော့ဒီတင်တန်းရဲ့အဓိကကွဲပြားချက်လို့ပြောလို့ရတဲ့အချက်ကလည်းအဲ့ဒါပဲ။ဒါတင်အချက်လက်တွေ knowledge တွေချီးပေးပေးတဲ့တင်တန်းတတ်တမဟုတ်ဘူး။လက်တွေ့လိုက်လို့ရမယ်။လမ်းညွှန်မှုပေးတဲ့အစီအစဉ် cash က drawing gym လို့တော့သုံးနှုန်းထားဖို့ရတယ်။ ော် drawing gym ဆိုရဲအတုံးကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဆိုလိုတာက tutorial ကြည့်ပြီးသိလို့လို့ရှိတယ်ဒါမဲ့တကယ်ဆွဲကြည့်ရင်အဲလက်တွေမှမထွက်လာဘူးဆိုရဲပြေသနာအဲ့ဒီ knowledge action gap ကိုဖြည့်ရှင်းပေးဖို့ကြိုးစားတဲ့သဘောပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီ gap ကိုကျော်ဖြတ်နိုင်ဖို့အလေးချင်းတစ်ခုတိဆောက်ဖို့ကိုအဓိကဥတည်ထားတာကိုအလေးချင်းတိဆောက်ရေးကိုအရင်လေးပေးထားတာပေါ့ဟုတ်ပါတယ်အဲ့ဒါကြောင့်ပဲဒီအစီအစဉ်ရဲ့အဓိကရည်မှန်းချက်တွေထဲမှာတစ်ခုက အလေးအကျင့်တိဆောက်ရေပဲရက်တရာပြည့်ထွားတဲ့အခါမှာကျွမ်းကျင်မှုတိုးတက်လာတာအပြင်ပုံမှန်ဆွဲဖြူထားတဲ့အကျင့်ကောင်းတစ်ခုရတော့မယ်ပြီးတော့ကိုယ်ပိုင် project ငယ်လေးတစ်ခုလောက်ပြီးမြောက်နေလိမ့်မယ်ဆိုပြီးတော့ကြိပြုထားတာတွေ့ရတယ်ကောင်းပြီလေဒီတော့အနစ်ထုပ်အနေနဲ့ပြန်ကြည့်ရရင် drawing cam ဆိုလာတာ stand ကြတဲ့ပုံစံကြီးကိုတင်ယူဖို့အတွက်အဖွဲ့စည်းတိဆောက်ပုံကြကြနဲ့နေ့စဉ်နေနေချင်းပုံမှန်လေ့ကျင့်သွားရမယ်နီးလန်းတစ်ခုပေါ့ဟုတ်ကဲ့ ရတ္တရာဆိုတဲ့အချိန်တစ်ခုအတွင်းမှာအခြေခံကျွမ်းကျင်မှုလေးတိဆောက်တားရဲ့ပုံမှန်လေ့ကျင့်တဲ့အကျင့်လေးရတော့ဟုရဲ့ကိုအဓိကထားတယ်လို့ဆိုနိုင်မလားဟုတ်ပါတယ်အဲ့လိုဆိုနိုင်ပါတယ်ဒီနေရာမှာစဉ်းစားစရာမေးခွန်းလေးထိုးထွက်လာတာကဒီအစည်းအဝေးကလည်းမွေးရာပါအရေးချင်းဆိုတာမျိုးတက်ဖွဲ့စည်းပုံကြကြနဲ့နေ့ကျင်ပုံမှန်လေ့ကျင့်မှု structured consistent practice ကိုအရင်အလေးပေးထားတယ်ဟုတ်ကဲ့ဒီလိုဆိုရင်ပေါ့လေတခြားရှုပ်ထွေးတဲ့ကျွမ်းကျင်မှုလေးဥပမာ အဲဘာသာစကားအတိတ်တခုတင်တာမျိုးဒါမှမဟုတ် programming coding တင်တာမျိုးတွေကိုရောဒီလိုရက်တရားလောက်အခြေတခုတတ်မှတ်ပြီးတော့နေ့စဉ်နေနေချင်းအာယုံစိုက်လေးချင်းနဲ့နီလာနဲ့တိတိယောယောတင်ယူလို့ရနိုင်မလားဆိုတာတော့လေဒါကတော့ကျွန်တော်တို့စက်ပီတွေးခေါ်ကြည့်ဖို့စူးစမ်းကြည့်ဖို့အချက်တခုပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့စိတ်ဝင်စားစရာအချက်ပါပဲဒီနေ့ဆွေးနွေးပြတဲ့အတွက်ကျေးဇူးတင်ပါတယ်